အဲနောက်တစ်ခုကုံထုတ်လန်းပေါ့။နောက်ကုံထုတ်လန်းဆိုလို့ရှိရင်လေအဲကျွန်တော်တို့လူနေအိမ်နေလို့ပေါ့နော်။ကိုယ့်အိမ်ရှိရလန်းတော့ကိုကောင်းအောင်လုပ်နိုင်မယ်။တရက်ကွက်လုံးလန်းတော့တလန်းလုံးတော့ဟိုတယောက်ထဲကတအဲကုံကြမခံနိုင်ဘူးဆိုတော့အဲ့ဒါကြောင့်မို့ဒါတွေကိုဘာလို့ခေါ်လဲဆို public investment ပေါ့နော်။ဟိုပြည်သူပြည်သူလူထုနဲ့ဆိုင်တဲ့ရင်းနှီးမြှုပ်နှံမှုလေ။ဒါကတော့နိုင်ငံတော်အလုံးအမှာဖြစ်ပါရှင့်။ကုံထုတ်လန်းနေ အဲပြီးလို့ရှိရင်လည်းအချောက်ခံဆက်တွေအဲ့အတွက်ကိုဘာလုပ်အောင်မလဲဆိုရင်ဟို supply chain financing လို့ခေါ်ပါရှင်ဒီသွေးအားစုတွေအတွက်လည်းချင်းဝင်ရှိရမယ်အပြီးလို့ရှိရင်လည်း site ပြီးလို့ရှိရင်အဲဒီဒီဒီအချောက်ဆက်တွေဘာတွေပေါ့နော်ဒါတွေလည်းအဲ့လိုငှားပြီးသုံးနိုင်တာတို့ဘာလို့အပြီးလို့ရှိရင်ဒီဒီဟိုပါရှင်တင်းနံပေါ်တဲ့အချိန်မှာအဲတင်းနံပေါ်တဲ့အချိန်မှာဈေးကျဆုံးချိန်ပေါ့ရှင်အဲဈေးကျဆုံးချိန်မှာတောင်သူတွေကမရောမဲနဲ့အဲဂိုဒေါင်ထဲမှာအချောက်ခံဆက်နဲ့6ကြာကြာ ဟိုပေါ့တုံလောင်ထားလို့ရအောင်ကျမတို့ကဒီဒီကိုတောင်မှာကျမရဲ့စံအိတ်တထောင်ထားထားပါတယ်အိတ်တထောင်နဲ့ကျမကဒီကိုတောင်ကထုတ်ပေးတဲ့လက်မှတ်နဲ့ဟုတ်ပါတယ်ဒီကိုတောင်ကနေပြီးတော့မှာ ဒီဒေါ်သက်သက်ခန်းကနေပြီးတော့မှစိုင်းရီတထောင်ထားထားတဲ့အတွက်ပတ်စံဒီလောက်ချိပေးပါဆိုတဲ့ဟာမျိုးလေအဲကိုတောင်ပေါ့ပြီးလို့ရှိရင်လည်းဟို trade financing ဆိုတာရှိပါရှင့် trade financing ဆိုတော့ရောင်းမယ်ဝယ်မယ်ဆိုရင်အဲထားပါတော့ကျမကျမ100เอกပိုင်တယ်ဒီလူတွေအကုန်ပေါင်းလိုက်เอก100ပိုင်တယ်ဆိုရင်ဒီเอก100ကစံနေအကုန်လုံးကိုကျမက ဝယ်ပြီးလို့ရှိရင်ကျမရောင်းမယ်ဆိုလို့ရှိရင်ကျမအတွက် trade financing ပေါ့နော်ဆိုလို့ရှိရင်ကျမကျမကျမအတွက်ပဲကျမပတ်စံတတ်နိုင်တယ်ကြာနဲ့လူ၄ယောက်ရဲ့လေရထွက်တဲ့ဆန်ကိုဝယ်ပြီးတော့မှကျမကရောင်းဖို့ဆိုလို့ရှိရင်အဲကျမမှာငွေအရင်းကြီးလိုတယ်ဆိုရင် trade financing ပေါ့နော်အဲ့ဒါကြောင့်မို့ခုနသွေးအားစုတွေအတွက်ဟိုငွေချီးတာအပြင်ကိုပြီးလို့ရှိရင်ဒီ site ပြိုးထုတ်လုပ်ပြီးဂိုဒေါင်မှာထားထားတဲ့အချိန်မှာလည်းငွေချီးပေးတာမျိုးပြီးလို့ရှိရင်ဒါကိုလည်းပြန်ရောင်းဝယ်တဲ့အချိန်မှာ အာဒီဒီကုံသွယ်ရေးလောက်တဲ့အချိန်မှာငွေချီးလာမျိုးပေါ့နော်။နောက်ငွေပေါ်တဲ့အချိန်မှာပြန်ဆက်တာမျိုးပေါ့နော်။ဒါမျိုးလေးတွေကိုကျွန်တော်တို့ဟိုဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ရှင့်။ဒါမျိုးလေးတွေဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါတွေကိုလည်းကျွန်တော်တို့ကဟိုဟာပေါ့ရှင့်။အဲဒီစိုက်ပျိုးစိုက်ပျိုးမွေးမြူရေးအတွက်ကတော့ဒါလူတိုင်းကစားသုံးနေကြတာဖြစ်တော့အရေးကြီးတဲ့ကဏ္ဍဖြစ်တဲ့အတွက် နိုင်ငံတိုင်းမှာလဲနိုင်ငံတိုင်းမှာလဲဟိုဟောရှင်နိုင်ငံကနေကြခံပြီးတော့ဟိုအတုံးလုံးတက်တက်တာတာနဲ့ပေးတာတို့စသဖြင့်ဒါလေးတွေပေါ့နော်အခုလည်းလုံနေပါတယ်သို့တော်လည်းမလုံတော့တာပေါ့နော်ပြီးလို့ရှိရင်အစိုးရမနိုင်ဝန်ထမ်းနေရတာတော့ဥမာဆယ်ရီတောက်ဧကတွေနော်ဒီဆယ်ကနေဧကတသိန်းကိုပေးနိုင်နေဆိုပေမဲ့တကယ်တမ်းရေရတာဧက9000ပဲဖြစ်မယ်6000ပဲဖြစ်မယ်မရတဲ့နေရာတွေကိုကြတော့ဟိုဟိုပါပေါ့ရှင်လေလောက်ရတာခက်တာတွေရှိတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ပုတ်ကလေးကောင်ကိုလည်းပေးတဲ့နဲ့ဟာလည်းပေးရမှာ နော်ဟိုတက်ရင်းကြီးမြုံလံပြီးအချိန်တန်ရေကိုရေကိုလောင်ထားပြီးလို့ရှိရင်ဘယ်အချိန်မှလွတ်ပေးပေါ့နော်ပြီးလို့ရှိရင်ရေရှမ်းတာတွေလည်းကြားရပါလားရှင်ရေရှမ်းနေဆိုလည်းဒါပေါက်ထုတ် ဟောက်ထုတ်လို့ရတဲ့မြောင်းစနစ်တွေပေါ့နော်အဲဒါလေးတွေလှုပ်ထားပေးဖို့အဲဒီစိုက်ပျိုးရေးမွေးမြူရေးနဲ့ပတ်သက်တဲ့အခြေခံအဆောက်အအုံတွေပေါ့ရှင်အဲဒါတွေပြည့်မီဖို့လို့ဆိုရင်အစိုးရမှလည်းတာဝန်ရှိသလိုအစိုးရအနေနဲ့လည်းကိုကိုယ်တိုင်တူဦးလည်းမလုပ်နိုင်လို့ရှင်အစိုးရတရက်တည်းနဲ့မလုပ်နိုင်ရင်ပုဂ္ဂလိကကိုဟို privatize လုပ်တာပေါ့နော်ပုဂ္ဂလိကကိုပေးပြီးတော့မှဆောင်ရွက်စေတာမျိုးပေါ့နော်အဲဒါလေးတွေပေါ့နောက်တစ်ခုကတော့ကျမတို့ဟိုနိုင်ငံတကာရဲ့အောင်မြင်နေတဲ့ စနစ်တွေပေါ့လေဟိုဗီယက်နမ်ဆိုကျမတို့အရင်တော့အင်္ဂလိပ်ခေတ်လောက်တုန်းကဖာစာပါလာခေတ်လောက်တည်းကျမတို့ကဟိုဟာပေါ့နော်စပားစပားဟိုဟာပေါ့ကမ္ဘာမှာအတင်ပို့ဆုံးနိုင်ငံပေါ့ rice exporting country ပေါ့အဲ့ဒါနောက်ပိုင်းကျမတို့ကြာသွားတဲ့အချိန်မှာထိုင်းကပထမဖြစ်ပါတယ်ရှင့်နောက်အခုတော့ဗီယက်နမ်ကထိုင်းကိုကျော်တက်သွားပါတယ်နောက်အဲ့ဒါကြောင့်မို့အဲ့လိုအောင်မြင်နေတဲ့နိုင်ငံတွေရဲ့ စနစ်တွေလည်းတွားရောက်လေ့လာပြီးတော့မှတကယ်တမ်းလောက်တဲ့နာတော့ဒီတောင်သူဦးကြီးတွေပါတွားရောက်လေ့လာဟိုမှာစကပြန်နဲ့တေချာသူတို့မှာဘာလို့နေလို့သူတို့ကြိုက်တာလဲဘာလို့လို့အောင်မြင်တာလဲဆိုတာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းမှာလည်းသူတေသနာတွေလုပ်ပြီးတော့မှဒီလိုဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင့်